အားလုံးမင်္ဂလာပါအဲဒီနေ့ကျွန်တော် blog လေးကတော့အဲ New York မှာပေါ့နော်အဲ New York မြို့ရဲ့အကြီးဆုံးပေါ့အကြီးဆုံးဆိုတာကတော့ကျွန်တော်သတ်မှတ်တာမဟုတ်ဘူးပေါ့နော်အဲ Google ကနေကျွန်တော်ရှာလိုက်တော့ဒီ New York မြို့မှာတဲ့ဒီမှာရှိတဲ့ Roosevelt Field Mall ဒီအကြီးဆုံးလို့တော့သူကပြောတာပေါ့နော်မှားရဆိုတဲ့ Google ပဲပြောပါเนาะအဲ့တော့အဲ့ဒီဟာကိုကျွန်တော်ရောက်နေတယ်အဲဒါအခုရောက်နေတဲ့ခါ ပါကင်မှာပေါ့နော်ကားပါကင်မှာအမ်ဒီကိုတော့ကျွန်တော်တို့တီးသားဆပ်ဝေးရေလို့တော့မရှိဘူးပြဟိုဘက်မှာတော့ဒီဘတ်ကအလိုင်းနေတော့ရှိတယ်ပေါ့နော်တော်တော်တော့ဝေးတယ်ကျွန်တော်တို့ queen ကနေလာမယ်ဆိုရင်တော့အမ်နည်းနည်းနီးတယ်နိုင်ွက်တော့ပဲကျွန်တော်ကားမောင်းလာတာပေါ့နော်အဲဒီမှာကျွန်တော်ကားပါကင်မှာကျွန်တော်ကားရက်ခဲ့ပြီးရက်ခဲ့ပြီးကျွန်တော်အခုဒီအမ် shopping mall ကို လေးလာမယ်ဗောနော်လေးလာကျွန်တော်တော့ခဏခဏရောက်ဖူးတယ်ကျွန်တော်ဒီစနေနေ့တိုင်းနီးပါးကိုဒီကိုရောက်တယ်ဘာကြောင့်လာတာလဲဆိုတော့ဒီမှာကချီးတမယ brand ကြီးကတော်တော်များများအကုတ်အဆုံရှိတယ်စိတ်ကူးရဲရှိတာရွှေ့ကြည့်လိုက်အဲ့ brand အကုန်ရှိတယ်အဲအကြောင်းဒီမှာစုံပြီးဗောနော်အဲ့ဒီနေရာလေးကိုကျွန်တော်လာလာပါကျွန်တော်တို့ချီးနေကြတဲ့အပိနေတဲ့ပြည်သက်တွေကပတ်သက်ပြားမမကုန်မဲနဲ့ဒီ American နိုင်ငံ New York မှာရှိတဲ့ shopping mall ကြီးကို free ကြည့်ခွင့်ရမယ်လိလခွင့်ရမယ်ပေါ့နော်။ Okay အဲ့ဒါကျွန်တော်နေတူတူဟိုဘက်ကိုသွားပြီးလိလကြည့်မယ်ပေါ့နော်။ ဲကားတော့ဒီမှာ parking မှာရက်ခဲ့ရတယ်ကား parking ကတော့ free ပေါ့နော်အဲဒီဘက်ဘေးမှာလည်း parking ကြီးရှိတယ်အဲဒီဘက်ဘေးမှာအမှမြင်နေရတဲ့ car parking ကြီးအဲ့မှာလည်းထိုးလို့ရတယ်ပေါ့နော်အဲ့မှာတော့ပတ်စံပေးရလားမပေးရလားတော့ကျွန်တော်မသိဘူးကျွန်တော်တို့ကဒီဘက်မှာတော့ထိုးတည်ပေါ့နော်အဲဒီမှာတော့ clash ကားတွေကတော့မြင်တွေ့နေရတာတော့ကားအစုံပဲအဲအဓိကဂျပန်ကား များသည်ပေါ့နော်ဒါမှဒါဆိုရင်အဲ Toyota Toyota များတယ် Toyota များတယ်အဲကျွန်တော်အရင်ဆုံး main ဝင်ပေါက်ဝါလေးစပါမယ်ပေါ့နော် ဘောကတော့နေရာဖြည့်တယ်အဲကျွန်တော်ကဒီဘက်ဘောကပဲကားပတ်ကင်နဲ့ညီးလို့ဒီကအများကြီးတော့ဝင်နေကြပါတော့เนาะ ရေတော့မြန်မာစင်လေ Zara Zara ရှိမယ်ဘယ်မှာဆိုရင် Maxi ရှိမယ်ပေါ့နော် Maxi ကတော့ US မှာနာမည်ကြီးတဲ့အဓိက branded တွေရောင်းတဲ့ product တစ်ခုပေါ့နော်ဒီနားမှာ LV LV လည်းရှိတယ် အဓိကဒါကအဲဒီဘက်ကအဲဇာရာပေါ့နော်ဒီမှာဆိုရင် Swarovski ရှိမယ် မှာရှိရဲ့အဲဒီမှာက Victoria Secret နော် Victoria Secret ရှိတယ်။ဒါအောက်အောက်ဆက်ပေါ့။ဒါအတော့မှ၃တက်ရှိတာပေါ့။ကျွန်တော်ကတော့ဒါပထမအချက်ပေါ့။ ဘန်းတွေကတော့ဒီမှာအဆုံးတော်တော်များများရှိတယ်။အချို့ဘန်းတွေကတော့မန်နေဂျာဆိုတော့ကျွန်တော်မသိဘူးနော်။ကျွန်တော်မသိတဲ့ဘန်းတွေရှိတယ်။ဒီရောက်မှမြင်ဘူးတဲ့ဘန်းတွေလည်းရှိတာပေါ့။ Shopping Mall တော့တော်တော်ကိုကျဲတယ်။ ါဆိုရင်ကျွန်တော်တို့ food logger ပေါ့ food logger ရောအဲဒီဖက်နက်ဒီနဲ့ပတ်သက်ပြီးတော့ brand အစုံရတဲ့နေရာပေါ့နော်ဒီမှာ brand အစုံရသည်ပေါ့ food logger ရှိမယ် တကယ် JD ရှိတယ်အအဓိက Jordan ဘလကိုစိုက်တဲ့လူဆိုတော့အဒီပါအဓိကအကုန်လုံးပေါ့နော်ပစ္စည်းအကုန်ရှိတယ်ဝေဇာ 是的。 တို့ဒီကျွန်တော်နောက်မှာပေါ့နော်မြင်ရတာကအခုမပေါ့အခုမကြသေးရေဒါမှပြီးခဲ့တဲ့နှစ်ပိုင်းပေါ့နော်ပြီးခဲ့တဲ့နှစ်ပိုင်းလောက်ကမှစပြီးတော့ဒီ US မှာစတင်သွင်းတယ် Primark ပေါ့အဓိကတော့ဗာလဲဆိုတော့အခြေခံလူကန်းစားနဲ့အောက်ခြေလူကန်းစားတွေတက်ကအဓိကထားပြီးရည်ရထားတယ်အဝတ်စားတွေပေါ့နော်အဓိကတော့ Bangladesh နိုင်ငံကနေတင်သွင်းတာအဲ့တော့ဒီမှာတော်တော်များများရှိတယ်ဝတ်စားတွေဆိုရင်လည်းတော်တော်များများဈေးအရန်တက်တာဒီပေါ့နော် အာ private အထက်ကကျွန်တော်ဝင်ပြပြတော့ဟုတ်ပြီအဲ့တော့နောက်တနေရာထပ်ပြီးအပေါ်ကျွန်တော်ထပ်သွားကြည့်မှာပေါ့နော် second floor မှာတော့အာ food court ရှိတယ်ဗောနော်အစားတောက်တယ်အဓိကထားပြီးတော့ရောင်းလာအဲဒီပါဆိုရင် Asian Chaco ရှိရမှာဆိုတော့ Asian ရဲ့အတွက်ဆိုရင်အဆင်ပြေတယ်ပေါ့ဒီဇိုင်းလေးဆိုရင် ီဇာကြိုက်တဲ့လူဆိုရင်ဒီပါ Stack of Street Visa ရှိတယ်အင်္ဂါကဝန်ဒီဝန်ဒီကတော့ဒီပါတော့ဈေးတက်တာဒီပေါ့နော်အဲနောက်တစ်ခါကျွန်တော်စက်သားကြိုက်တဲ့လူဆိုရင်ဒီပါ Hop Eye ဘာမှရှိရပါတော့။ဒီရှိမှဆိုရင်အကွေအကွေမြတ်မှရှိမယ်။နောက်တကဒီမှာ cross ပေါ့နော်။

ုံးကဆဲအာဟိုလီစတောပေါ့အာဒီ brand ကတော့ကျွန်တော်တို့ဟိုမစိမ့်တဲ့ brand ပေါ့နော်ဟိုလီစတောရှိရယ်ဆိုင်တွေတော့ကျွန်တော်မရိုက်ပြတော့ဘူးပေါ့နော်ဒီအရင်များတဲ့ခါကျတော့ဟိုဒီမှာလေလွတ်လပ်တဲ့နိုင်ငံဆိုပေမဲ့သူရဲ့ privacy ရှိတာပေါ့နော်ပါရင်တဲ့လူတွေရှိတယ်မပါရင်တဲ့လူတွေလည်းရှိသေးပေါ့အာဝိနာမှာအာ Samsung မဆိုရင်အမတ်တူ4ရှိပြီလားရှပင်းမောအကျေးပဲအတော်လေးအလှရပါနော်ဒီပါဆိုရင် boss ပေါ့အ boss ကဒီ boss ကအနည်းဆုံးဒေါ်လာ300 400လောက်ကနေအစတာပေါ့နော်ဈေးတော်ကြီးရေးသူရဲ့ဘေးနားမှာ lag codes ရှိတယ်အဲ့ဒါ cost ရှိတယ်ဟာရှင်ဘုံတော့ကအနှစ်ချက်ပေါ့နော်ကျွန်တော်ဒါအပေါ်ချက်ဒီအောက်မှာအောက်ထပ်ရှိတယ်ဒီအောက်မှာ not the flow တစ်ခုထပ်ရှိသေးတယ်ပုံသက်ပေါ့အားလုံးပေါ့ ဒီမှာ gas gas ရှိတယ် gas ဘေးမှာတော့ကျွန်တော်တို့ Asia ကလူတွေအကြိုက်ပေါ့နော် Uniqlo ပေါ့မြန်မာပြည်မှာဆိုရင်တော့ Uniqlo တော်တော်လေးခက်စားတယ်ပေါ့ခက်စားဆိုတာကဒါက Japan brand ပေါ့နော်ဒီ Asia ကလာလူတက Uniqlo အရင်အဆင်ပြေတယ် ူနီကလရဲ့ဘေးမှာကအမနီစီတီပါနော်ကျွန်တော်ရဲ့အကျဆုံး brand လို့ပြောရင်မမာဘူးပါနော်ဒါအမနီဆိုအရန်ကြိုက်တယ်ဟုတ်အမနီနဲ့အဲပတ်သက်ပြီးတော့မတရားပါရှိလဲဆိုတော့ငွားပြီးမှာအဲကျွန်တော်တို့ကားရိုက်တဲ့ခါကြရင်ပေါ့နော်မင်းသားကုလူမင်းအဓိကထားယူဖို့တယ်အဲကျွန်တော်တို့ရဲ့လူကြီးလူကောင်းပြည့်ရှင်နေပါဆိုတကားလုံးအစဆုံးနှီးပါကိုအမနီဝတ်တာအရန်အားကြခဲ့ပြီပေါ့နော်အရန်အားကြခဲ့ပြီဆိုတာကကျွန်တော်ဆွေးတွေ့ရတော့ ဘာမှမသိသေးတဲ့အချိန်မှာကျွန်တော်တို့ body ya di တဘိုးကြီးကြီးဆိုတဲ့အရာမျိုးနဲ့အထင်ကြီးတာပေါ့နော်အဒီမှာတော့တကယ်လက်တွေ့ကိုလည်းဝင်နေသွားတဲ့ဆိုတဲ့အချိန်မှာတော့အမနီ brand ကဘာမှတော့ထွေထူးရလို့မဟုတ်ဘူးအဲအနည်းဆုံးဒေါ်လာ100ကျော်အထက်လောက်စပြီး3နိုင်ရောအမနီရာဒီမှာဝယ်လို့ရသည်ပေါ့နော်အစောစော boss လို့ဟာမျိုးတော့ဈေးကြီးတယ်ဒါပေမဲ့တကယ်တမ်းဈေးကြီးတဲ့ဆိုမဲ့လည်း အခြေခံလုံအားကနဲ့ဝယ်မယ်ဆိုရင်လည်းဝယ်လို့ရတယ်ပေါ့နော်ဥမာ maybe ဘယ်လို400တန်ပဲစဉ်းစားဘယ်လို400တန်ပဲဆိုရင်တော့တရက်တည်းဟာရရတူသမားတယောက်ဆိုရင်ဒီရက်တော့စုပါတဲ့သူကိုဝယ်လို့ရတယ်ပေါ့နော်အခုဆိုမြန်မာနိုင်ငံမှာဒါတော့လက်ရှိဗီဇာတွေဘာသာတော့ကြောင့်မလို့တော့ဒီ American ကိုလာရောက်လေပတ်ဖို့အတူ visa visit visa တော့မလွယ်တော့ဘူးပေါ့နော်။တချိန်မှာ visit visa တွေတူ visa တွေပြန်ဖွင့်လို့ဒီလိုမျိုးလာလေခွင့်ရတဲ့တိုင်အောင်ဒီလို shopping mall မျိုးကလာလေဖို့ ခဲရင်းတယ်ဗျ။အဲ့ဖြစ်ဆိုဒီ travel tour ရဲ့ package တဲမှာဆိုရင်ကျွန်တော်တို့မှာ Danfield ပါမယ်ပေါ့နော် Niagara Falls ပါမယ်အဓိက Water Center လို့ဟာမျိုးတွေပါမယ်ပေါ့နော်ဒီလိုမျိုး shopping mall ကြတော့တိတန်ကြီးလိုက်ပို့ပေးဖို့ကြတော့အချိန်တော်ပေးရတာပေါ့နော်ဒါဟို subway လည်းမရှိဘူးနောက်တစ်ခါ bus car ကလည်းဒီအတွက်ကိုတိတက်တလိုင်းနဲ့ဆွဲပေးတဲ့ bus car ပဲရှိတာပေါ့နော်ဒီ season မှာအပြားမကုန်မနဲ့ဒီလို shopping mall ကြီးကိုကျွန်တော်လည်းအတူလိုက်ပြီးတော့လက်ပတ်

ချတယ်ပေါ့နော်ဒီမှာသိလား40 to 60% of the billing နော်ဒီထဲမှာရှိတဲ့ brand တွေကတော့အစည်းကြီးတယ် ဒီမှာ the vice promoter 30% of the ဈေးချနေအခုဒီညစဉ်ဒါ the vice promoter 30% off ပေါ့နော်အဈေးချနေပြီဘယ်လောက်လဲဆိုတော့ဒူလာအာဒေါ်လာ108ဟို108ဒေါ်လာပေါ့နော်30%ဆိုတော့တက်ကြည့်ပေါ့ဒီချိန်ဒီမှာတော့သူကဘာလို့ဈေးချလာလဲဆိုအေးလာတော့မှာလေအေးလာတဲ့ခါကျတော့ဒီတက်ထူတဲ့ဝန်တက်တဲ့အင်ကြီးတွေပဲဒီကထားပြောင်းတော့မယ်ဆိုတော့ဒါကဒီဈာကြီးကဒီချိန်မှာဈေးချတဲ့အချိန်ပေါ့နော် Yeah. ဒီမှာဆိုရင်အာကလန်ဘီယာကလန်ဘီယာဘရန်ဒီမှာရှိရဲ့ pass eh. Clear once. 70% off tau. Tidak lah. က်မှာ Adidas ရှိတယ်ဆိုတော့ဒီမှာဒီအနေနဲ့ဆို Adidas တို့ Nike တို့ကတော့ brand တစ်ခုပေါ့နော်ဒီမှာ Adidas နဲ့ Nike ကသူတို့ပြောရမယ့် brand တစ်ခုတော့မဟုတ်ဘူးသူအောက်ထပ်မှာ Adidas ရှိတယ်သူကြောက်ရပြောရကျွန်တော်လည်း Adidas Nike ကိုကြောက်တယ်ပေါ့နော် ဘူဒီယာကအောက်ထပ်ပေါ့နော်အဆုံးထက်အဲဒီမှာဘာရှိလဲဆို American Eagle American Eagle ရှိတယ်ဒါလည်းဈေးချနေပေါ့နော်50% off the American Eagle က ဲမလန်ဇမလန်ကတော့ရောစဲမခွင့်သေးဘူးပေါ့နော်ကြမ်းဆုံးဟာဇမလန်ကနော်ဖေ့စ်အဲ့ဒီဒက်စ်ဘူဒီတော့မှမြင်ရတာက Apple ရောင်းတဲ့ center ပဲเนาะဟိုတော်တော်များတော့ iPhone 17 orange အရောင်ကိုပဲအဲတွေးနေကြတာများပြီပဲเนาะอืมว่า relax relax ရေဒီမှာတခုဘာကောင်းလဲဆိုတော့ဒီ wedding area လေးတွေပေါ့เนาะ ဒီထိုင်ဆောင်မှုနေရာလေးတွေကအရန်လှရပေါ့ဒီ wedding area ဒီလှုပ်ထားတဲ့အားလေးတွေကဟိုတော်တော်လေးအဆင်ပြေတယ်ပေါ့နော်ကျွန်တော်တို့ဆိုရင်လင်မင်းကြီးရောဈေးဝယ်နေတဲ့အချိန်မှာဆိုရင်ကလေးတွေဆိုရင်သူမောလာတာပေါ့မောလာတဲ့ခါကျတော့ပြင်မတဲ့ခါကျရင်ဒီ wedding area လေးမှာပဲထိုင်ပြီးတော့ဖုန်းလေးသုံးပြီးတော့စောင့်နေကြတာ ကျေတော့တတော်အကျယ်ကြီးပဲအာဒီရှေ့မှာဆိုရင်ပါရှိလဲဆိုတော့ ခုဒါအဆုံးချက်ပေါ့အဆုံးချက်ကတော့ကျွန်တော်ဒီခါမှမရဘူးအပေါ်မှာပဲအဓိက shopping တော့ရတာပဲเนาะအဆုံးချက်မှာတော့ဘာရှိလဲဆိုတော့အဲ game center ရှိရမှာเนาะ game တွေဆက်နေတာရှိရ shopping mall ရလို့တော့မရှိဘူးဟိုဘက်မှာလည်းကိုယ်ပြီးတော့အဲ့ဒါက service ဆိုတော့အဲ့ဒါဒီမှာအဲ့ဒါပြပြမှာเนาะ